ဖဘပါများအောင်မင်္ဂလာပါကလော့ကွန်တာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လာမယ့်ပွဲတိုင်းမှာပွဲချက်တွေရင်ဆိုင်ရမယ့်အာဆင်နယ်ရဲ့ကျွန်တော်တို့အခြေအနေလေးကိုဒီနေ့မှာအနေငယ်ဆွေးနွေးသုံးသပ်ပြီးတော့မှဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီစနေတနေ့နေ့ပွဲမှာဆိုရင်လည်းတို့အနေနဲ့ပွဲချက်ကိုရင်ဆိုင်ပြီးတော့ကျွန်တော်ဂျိုင်းအထက်မှာရှင်ပြန်မဲ့ ချမ်ပီယံလိပွဲမှာလည်းအာဆင်နယ်အတွက်ပွဲထက်ကျက်ပြီးတော့ကျွန်တော်တို့နောက်လာမယ့်ပီးမန်လိပွဲစဉ်73မှာလည်းအာဆင်နယ်အတွက်ကျွန်တော်တို့ပွဲချက်တင်နေရင်ဆိုင်နေရတဲ့ပုံစံမျိုးလေးတွေရှိပါတယ်အထူးသဖြင့်ကျွန်တော်တို့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တို့ရဲ့အဲကစားသမားတွေနောက်တန်းကစားသမားတွေနဲ့ကွင်းလက်ကစားသမားတွေရဲ့ဒဏ်ရာရလူစင်းတွေကိုလည်းဒီနေ့မှာအနိုင်ငယ်ဖြစ်သွားပြပြပေးတော့မှာဖြစ်ပါတယ်။ Okay အဲဆိုရင်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်။ Okay အဲဆိုလို့ရှင်ကျွန်တော်တို့ ီဒီယိုလေးကိုစားလိုက်ကြအောင်ရင်းသောင်းနဲ့အာဆင်နယ်အာဆင်နယ်နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့သူရဲ့အဓိကကစားသမားဖြစ်တဲ့ကျွန်တော်တို့ဂါပီယန်အနေနဲ့လည်းကျွန်တော်တို့ပေါ်တူဂီနဲ့ပွဲမှာဒဏ်ရာရထားတဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်လာမယ့်ပွဲကိုအနည်းဆုံးဖြစ်အနည်းဆုံး၃ပွဲလောက်ထိကိုအနိုင်ယူသွားမယ်ကျွန်တော်အခြေအနေမျိုးတွေမှာရှိတယ်အထူးသဖြင့်သူတို့ရဲ့လက်ဘက်ကစားသမားဖြစ်တဲ့ကာလာဖီယိုရီကလည်းကျွန်တော်တို့အဲဂါဘရီယယ်နဲ့တိုက်ပြီးတော့အချင်းနေမထူးမခြားဖြစ်ပြီးတော့သူ့အနေနဲ့၃ပွဲအထိလောက်ကိုကျွန်တော်တို့အဲ အနာယူသွားမယ်အခြေအနေမျိုးတွေမှာရှိတယ်အထူးသဖြင့်ကျွန်တော်ကွင်းလယ်ကစားသမားတွေမှာဆိုရင်လည်းကျွန်တော်တို့မကင်အိုဒီကတ်အနေနဲ့လည်းကျွန်တော်တို့ဒဏ်ရာတွေရထားတဲ့ပုံစံမျိုးတွေမှာရှိတယ်သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားတွေဖြစ်တယ်ကျွန်တော်တို့အဲမာတီနယ်လီတို့ဘာတို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့မာဒူကီတို့ဘာတို့ဆိုရင်လည်းကျွန်တော်တို့ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေရတဲ့အတွက်ကြောင့်ကျွန်တော်ပွဲချက်တွေကိုဆက်ဆက်တင်ရဆိုင်ရမယ့်အာဆင်နယ်အတွက်ကတော့တော်တော်လေးဥမာကျွန်တော်တို့အဲ မစိုးရင်စရာပုံစံမျိုးတွေရှိတယ်အထူးဖြစ်ကျွန်တော်တို့ဒီဒီတပတ်ပြီးမြတ်နေ့ပွဲစဉ်ဆက်နှစ်ကနေစပြီးတော့နှောက်၅ပွဲထိလောက်ကိုကျွန်တော်တို့တပွဲလောက်ပဲသူတို့အနေနဲ့ပွဲချောင်းတဲ့ပွဲမျိုးလေးမှရှိတယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီတပတ်မှာဆိုရင်လည်းကျွန်တော်တို့အဲတော်တန်ဟော့စပါနဲ့သူတို့အိမ်ငွေးမှာကစားမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ဘိုင်မြူးနစ်ကိုပဲသူ့ရဲ့အိမ်ငွေးမှာအာဆနယ်အိမ်ငွေးမှာထပ်ပြီးတော့ကစားမယ်ပြီးရင်တော့ကျွန်တော်တို့ချက်စီးနဲ့တွေ့ပြီးပြီးရင်တော့ကျွန်တော်နှောက်တပွဲမှာဆိုလို့ဆိုရင်တော့ကျွန်တော်တို့အိမ်ငွေးမှာပဲ အဲကစားမဲ့ပုံစံမျိုးလေးတွေရှိတယ်ပြီးရင်တော့ကျွန်တော်တို့နောက်ပြင်းပြလေးပွဲစဉ်14မှာဆိုလို့ရင်သူတို့နေ Astron Villa မှာ Astron Villa ရဲ့အဝေးခွင်မှာတွားရရှင်မြန်မဲ့ပွဲတွေရှိနေတဲ့အတွက်ကြောင့် Arsenal တို့ကတော့ကျွန်တော်တို့ပွဲချက်တွေနဲ့စတင်ရင်ဆိုင်ရမယ့်ကျွန်တော်တို့အဲဒီဇင်ဘာလတစ်လောက်ကိုကျွန်တော်တို့စတင်ကြော်ဖြတ်ကမဲ့ပုံစံမျိုးလေးမှာရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဒီ အဲပိုဂျက်ကာလာတွေမှာလည်းကစားသမားတွေအနေနဲ့ဒဏ်ရာရသွားတဲ့အတွက်ကြောင့်အာဆင်နယ်အတွက်ကတော့ကျွန်တော်တို့ဖားလန်းချောင်းမှာကျွန်တော်တို့အခက်ခဲလေးတွေများရှိနိုင်မလားဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ထို့သူကျွန်တော်တို့သူတို့ရဲ့နောက်တန်းကစားသမားတွေညာသွားတာတော့အာဆင်နယ်အတွက်ကတော့တော်တော်လေးမှထိုးနှက်ချက် တစ်ခုဖြစ်တယ်လို့ကျွန်တော်ကွင်းလက်ကစားသမားတွေဒဏ်ရာရထားတာတော့တို့အနေနဲ့အပြောင်းလဲတွေလုပ်ပြီးတော့ကျွန်တော်ကစားလို့ရတယ်လို့တိုက်ဆက်ကစားသမားလည်းတွေကလည်းကျွန်တော်ထုံနီးလက်ကောင်းပဲတို့မှအဓိကကစားသမားဖြစ်တယ်ကျွန်တော်ဘိုဒီဆာကာဆိုရင်ဆိုရင်လည်းကျွန်တော်တို့2030အထိလောက်ကိုကျွန်တော်စာချုပ်တက်တန်းတိုးဖို့အခြေအနေတွေတော်တော်လေးမှကောင်းနေကောင်းမွန်နေတဲ့အခြေအနေတွေရောက်နေတယ်လို့တော့ကျွန်တော်တို့ဖာဘီဆိုရီရိုမန်နိုကနေရောကျွန်တော်ပြောပြထားတာရှိတယ် ဒီတက်ကြောင့်လဲကျွန်တော်တို့အဲနောက်လာမဲ့ပွဲချက်တွေမှာဆိုလို့ရှိရင်တော့ Arsenal အတွက်ကတော့တော်တော်လေးမှအဲဆိုးရွားလုံးတဲ့အခြေအနေတစ်ခုကိုကျွန်တော်ဖျက်ကျော်ရမဲ့ပုံစံမျိုးလေးတွေကိုရှိတယ် အထူးသဖြင့်ကျွန်တော်တို့အဒီတစ်ပတ်ရှင်ပြိုင်မဲ့ပွဲမှာဆိုရင်လည်းကျွန်တော်တို့စပါနဲ့ကျွန်တော်တို့ရှင်ပြိုင်မဲ့ပွဲမှာဆိုရင်တော့တို့အနေနဲ့အအင်္ဂွေးလေးဖြစ်တဲ့တိုင်အောင်တစ်ဖက်ကစပါကလည်းကျွန်တော်တို့အမြို့ကန်ပြန်မဲ့အသင်းနှစ်သင်းဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှာဒီပွဲတော့ပွဲချက်တစ်ပွဲဖြစ်ပြီးတော့တို့အနေနဲ့အဒီကအားဖြင့်ကျွန်တော်တို့ပွဲထက်လူစင်းမှာဒန်ရအားကစားသမားတွေထပ်ပြီးတော့ဒီထက်မတိုးသွားဖို့အရေးကြီးတယ်လို့ရောကျွန်တော်ကမြင်တယ်ပြီးရင်ကျွန်တော်တို့ချန်ပီယံလိပွဲတွေကိုဆက်လက်ကစားရမယ့်အတွက်ကြောင့်ကျွန်တော်ဒီတစ်ပတ်ရှင်ပြိုင်မဲ့ပြီးများလိပွဲစဉ် စနစ်မှာဆိုလို့ရှိရင်တော့ Tottenham Hotspur နဲ့ပွဲမှာဆိုရင်တော့ကစားသမားတွေထပ်ပြီးတော့တန်ရာမရတော့ဘူးအရေးကြီးတယ်လို့တော့ကျွန်တော်မြင်တယ်။ဘာတွေ့ကြောင်လို့ဆိုရင်ကျွန်တော်တို့ရှေ့မှာလည်းအဲသူတို့ရဲ့အနီးကပ်ပြိုင်ဘက်ဖြစ်တဲ့ကျွန်တော်တို့ Manchester City ကလည်းကျွန်တော်တို့ပွဲချက်တစ်ပွဲနဲ့ယင်ဆိုင်နေရတဲ့အချိန်မှာတော့ Arsenal တို့ကတော့နည်းနည်းလေးဥမှာတက်တာရရွာတယ်လို့တော့မြင်တယ်။တကယ်လို့လားရှေ့ကျွန်တော်တို့ စနေနေ့ညမှာရှင်ပြန်သွားမယ်မန်ချက်စတာစီးရဲ့ပွဲတာမန်ချက်စတာစီးစီးနေနဲ့အဲကျွန်တော်တို့အဲရှုံးနေမှုဒါမှမဟုတ်ပဲတေရလက်တာထွက်ပေါ်သွားမယ်ဆိုရင်တော့အာဆင်နယ်အတွက်ကတော့နည်းနည်းလေးအဲအခြေအနေကောင်းတယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ပဲねတကယ်တော့မန်ချက်စတာစီးတီအသင်းနေနဲ့ကျွန်တော်အနိုင်ရလက်ကိုပုံဖော်သွားမယ်ဆိုလို့ဆိုရင်တော့အာဆင်နယ်အတွက်ကတော့အဲအိမ်ဝင်းမှာမဖြစ်မနေနိုင်ပွဲကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်မြင်တယ်ဒါပြီးရင်လည်းကျွန်တော်တို့ရှေ့လာမယ့်ပွဲမှာဆိုရင်လည်းကျွန်တော်တို့ဘိုင်မြူနစ်နဲ့အဲ သူတို့ရဲ့အိမ်ခွင်မှာပဲလက်ခံကျင်းပမှာပွဲဒီပွဲမှာတော့ကျွန်တော်တစ်ဖက်ကကျွန်တော်ဘိုင်မြူးနစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ twin goal တွေကိုကျွန်တော်တောက်လျှောက် twin ပြီးတော့ကျွန်တော်တို့တော်တော်လေးမှာခြေစွမ်းကောင်းပြတ်တနေတဲ့လူဒီရဲ့အနေနဲ့ကျွန်တော်တို့အနီကပ်ထိထားတဲ့အတွက်ကြောင့်အာဆင်နယ်နဲ့ကျွန်တော်တို့ချန်ပီယံလိပွဲမှာမပါဝင်နိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်အာဆင်နယ်ကလည်းတစ်ဖက်ကသူတို့ရဲ့နောက်တန်းကစားသမားတွေကလည်းကျွန်တော်တို့အနည်းငယ်ကျွန်တော်တို့အင်အားနည်းနေတယ်အထူးသဖြင့်ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဂါဘီယန်နေရာမှာကျွန်တော်တို့မက်စကွီးယားတို့ဘာတို့ ပွဲထွက်လာမယ်ဆိုရင်လည်းဒါမှလည်းတခုတော့ကျွန်တော်တို့ကောင်းတယ်ဗျဒါမှလည်းအဲဂါဘီယယ်လောက်ကတော့တိတ်ပြီးတော့ကောင်းမွန်နေတဲ့အခြေအနေမျိုးမှာမရှိတဲ့အတွက်ကြောင့်တော့ခန်စစ်ကတော့နည်းနည်းလေးကိုဘိုင်မြူနစ်နဲ့တွေ့မယ်ဆိုလို့ဆိုရင်နည်းနည်းလေးအားနေနေမယ်လို့တော့တွေ့မြင်တွေ့ရတယ်တစ်ဖက်ကကျွန်တော်တော်တန်ဟော့စ်ဘာအနေနဲ့အဲပွဲမှာဆိုရင်တော့ဒါမှလည်းအဲတော်တန်ဟော့စ်ဘာကလည်းဒီလောက်ထိကျွန်တော်တို့တိုက်စစ်ကအဲ့လောက်ထိတိတ်ပြီးတော့အဲသူတို့ရဲ့တိုက်စစ်ကလည်းတိတ်ပြီးတော့အချိန်နေမကောင်းနေတဲ့အချိန်မှာတော့ Arsenal တို့ကတော့ကျွန်တော်တို့ပြီးမြတ်လေးပွဲစဉ်ဆက်နေကနည်းနည်းလေးအဲတက်တရာရရတဲ့ ုံစံမျိုးဖြစ်ပေနဲ့ဒါပေမဲ့ champion league ပွဲစဉ်ကျွန်တော်၄မှာပွဲ champion league ပွဲစဉ်၅မှာဆိုရင်တော့တို့အနေနဲ့နည်းနည်းလေးတော့ခက်ခဲမဲ့ပုံစံမျိုးတွေရှိတယ်သူတို့ရဲ့နောက်တန်းရဲ့ကျွန်တော်တို့နောက်တန်းမှာဆိုရင်တို့ရဲ့အဓိကကစားသမားတွေမပါဝင်နိုင်တဲ့အတွက်ကြောင့် Arsenal အတွက်ကတော့တော်တော်လေးမှခက်ခဲမဲ့ပြီးရင်တော့ကျွန်တော် Premier League ပွဲစဉ်73မှာဆိုရင်လည်းကျွန်တော်တို့ချက်စည်းတဲ့ကစားမဲ့ပွဲတွေရှိတဲ့အတွက်ကြောင့်တော့ Arsenal အတွက်ကတော့အဲတော်တော်လေးဥမှကျွန်တော်တို့အဲဖလားလန်းကြောင့်မှတော်တော်လေးဥမှ အဲဆောင်းဝဲဝဲစက်ခံမဲ့အခြေအနေမျိုးတွေကိုကျွန်တော်ရောက်ရှိလာတယ်လို့ပြောလို့ရတယ်ဒီတပတ်ကျွန်တော်တို့အဲဒီလအဲဒီဇင်ဘာလမရောက်ခင်မှာဆိုရင်ရောသူတို့အနေနဲ့ပွဲချက်၃ပွဲထိလောက်ကိုရင်ဆိုင်မဲ့ပုံစံတွေရှိသလိုကျွန်တော်ဒီဇင်ဘာမှလည်းဆိုရင်လည်းကျွန်တော်တို့ပွဲတွေကကျွန်တော်နှစ်အဲ၃ရက်တပွဲလောက်ကစားမဲ့အခြေအနေမျိုးမှာအာဆင်နယ်အတွက်ကတော့ကျွန်တော်ထပ်ပြီးတော့ဒန်ယန်ကလူစင်ကထပ်ပြီးတော့မတိုးဖို့ပဲကျွန်တော်တို့ အဲဆူတောင်းအောင်မဲ့ပုံစံမျိုးတွေရှိတယ်အဲ့လိုမှမဟုတ်ပဲねတကယ်လို့ဒါထပ်ပြီးတော့ကျွန်တော်တို့နောက်တန်းကစားသမားတွေဒါမှမဟုတ်ねကိုယ့်ရဲ့ကစားသမားတွေအနေနဲ့ဒါထပ်ပြီးတော့ဒဏ်ရာရသွားမယ်ဆိုရင်တော့အာဆင်နယ်အတွက်ကတော့ဖလားလန်းချောင်းတုံးလုံးလန်းချောင်းနေပြီးတော့စောစောစစ်စစ်ကျွန်တော်တို့လက်ပြမယ်အခြေအနေမျိုးတွေမှာရှိတယ်အထူးဖြစ်ကျွန်တော်တို့အဲပရီးမီးယားလိမ့်မှာဆိုလို့ရှိရင်ねမန်ချက်စတာစီးတီးကလည်းနောက်ကနေတောက်လျှောက်ကျွန်တော်တို့လိုက်လာသလိုတစ်ဖက်ကကျွန်တော်တို့အဲ ကာရာဝန်ကပ်မှာဆိုရင်လည်းသူတို့အနေနဲ့အဲ့အိမ်ငွေမှာပဲကျွန်တော်တို့ခရစ်စပယ်လေးကိုနည်းနည်းလေးအဲကစားမယ်ပွဲရတော့နည်းနည်းလေးခြောင်နေပွဲရှိတယ်လို့ကျွန်တော်တို့ချန်ပီယံလိမ့်မှာဆိုရင်တော့အနည်းဆုံးအာဆင်နယ်အနေနဲ့ကျွန်တော်တို့1 2 8ကနေတော့တက်နိုင်မယ်အခွင့်အရေးတွေရှိတယ်ဗျာအထူးသဖြင့်ကျွန်တော်တို့ပြီးမြတ်လေးချန်ပီယံလိပွဲစဉ်၄ပွဲကံပြီးသွားတဲ့အချိန်မှာ၄ပွဲစလုံးအနိုင်ရရှိထားတဲ့အတွက်ကြောင့်1 2 8ကနေပြီးတော့တက်ဖို့ကျွန်တော်တို့အာဆင်နယ်အခွင့်အရေးတွေများတယ်ဒါမှလည်းကျွန်တော်တို့ချစ်လာမဲ့အဲပွဲတွေပြီးသွားလို့ဆိုရင်တော့အဲကျွန်တော်အသင်းကောင်းအနေနဲ့ဆက်လက် ဆုံတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်အတွက်ကတော့တော်တော်လေးမှအခက်ခဲမဲ့ပုံစံမျိုးတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဒန်ယာနေတော့ကစားသမားတွေပြန်လဲတက်တာလာမလားဒါမှမဟုတ်ပဲနဲ့ကစားသမားကျွန်တော်ဒန်ယာကစားသမားတွေပဲထပ်ပြီးတော့တိုးလာမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်အဲ့လိုမှမဟုတ်ပဲနဲ့တကယ်လို့ဒါဒန်ယာကစားသမားတွေပို့ပြီးတော့များပြလာမယ်ဆိုလို့ဆိုရင်တော့အာဆင်နယ်ကျွန်တော်တို့ဖလားလန်းကြောင်းကနေပဲဆော့ဆော့စီစီထွက်ခွာသွားမလားဆိုတာညီကိုတွေနေနဲ့ဝင်ရောက်ဆွေးနွေးမှတ်ချက်ပြီးတော့လုပ်ရပါတယ်ဒါကြောင့်ကြည့်ကြည့်ပေးတဲ့ညီကိုတယောက်ချင်းနေတဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာ ပြန်လဲဆုံတွေ့ကြတာပါဗျာ